ိုင်းဖီလာပြေကြမှုမှာဒုက္ခတိုင်းမွန်စိတ်တိုင်းမိသားစုမှာလူရှိဦးပါဝင်ခဲ့ပြီးဝန်ထမ်းမိန်းကလေးတဦးသာအသက်ရှင်ကျန်ရစ်ခဲ့စကိုင်းဗီလာကွန်တိုပြောကြမှုအတွင်အစိုးရရဲနောင်ရဲ့ရောက်ခမမရင်းလင်မရနဲ့အတူဒူမလေးတို့ပါသွားခဲ့ကြပြီးသူတို့နဲ့အတူဝန်ထမ်းလေးဦးလည်းပြောကြတဲ့အထဲမှာပါဝင်ခဲ့တာကြောင့်မိသားစုဝင်လေးဦးမိသားစုဝန်ထမ်းလေးဦးစုစုပေါင်း၈ဦးပါဝင်သွားခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်အတွင်းကဒုက္ခဒိုင်မွန်စိတ်တိုက်ပိုင်ရှင်ရဲ့အခန်းကနေရေတောင်းတောက်ပြီးစကားပြန်ဖြေတန်ကြားရကြောင်းပြောလာခဲ့ပြီးစိတ်တိုက်ပိုင်ရှင်ဒေါ်မိုးတီရာရွှေဟောင်းအသက်ရှင်နိုင်ပွေရာရှိကြောင်းမိသားစုဝင်တချို့ကခံမှန်းခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ကဲဆဲမှုအပြီးမှာတော့ဝန်ထမ်းမင်းကလေးတဦးသာအသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပြီးဒေါ်မိုးတီရာရွှေရပါအဝင်ကျန်တဲ့သူ9ဦးစလုံးသေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ ဒုက္ခဒိုင်မွန်ဆိုင်တိုင်းပိုင်ရှင်ဒေါ်မိုးသီရာရွှေဟာကွန်တိုစပြူစင်ကလေးကတည်ဆုံသွားခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ဒေါ်မိုးသီရာရွှေရဲ့အယုတ်အလောင်းကိုတွေ့ရှိခဲ့ပြီးတော့တကြိုးမှုပြီးစီးသွားပြီလို့လည်းသိရပါတယ်။လရှိရဲ့ချင်ရဲ့ထီကွယ်လွန်သူတတိမတယောက်ရဲ့အယုတ်အလောင်းကိုပဲထုတ်လို့ရသေးတယ်။ဂျန်တဲ့သူတွေကတော့ထုတ်နေကြတော့မဲဟုကယ်ဆယ်ရေးလှုပ်ဆောင်နေသူပရာဟိတဝန်ထမ်းကပြောပါတယ်။ ဒုက္ခဒိုင်မွန်စိန်တိုင်းမိသားစုဝင်၄ဦးနဲ့အင်ရကူ၃ဦးဟာငလင်းဖြစ်ပွားခဲ့တဲ့မတ်လ28ရက်ကလေးကပိတ်မိခဲ့ကြတာဖြစ်ပြီးဒီကနေ့မတ်လ31ရက်နေ့နနက်ပိုင်းမှာတော့ဒေါ်မိုးတီနာရွှေရဲ့ရွှေဝလောင်းကိုစတင်တွေ့ရှိထုတ်ယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မတ်လ29ရက်ညပိုင်းမှာ Sky Villa ကွန်ဂျူ9လွာကိုစတင်ဝင်ရောက်ကယ်ဆယ်ရမှာဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်မိသားစုဝင်တွေရှိတဲ့၄လွာကနေအတန်းတွေကိုကြားနေရတဲ့အတွက်ပြိမိနေတဲ့မိသားစုဝင်တချို့တဝက်ကိုအသက်ရှင်လျက်ကယ်ဆယ်ရွေးချနိုင်မယ်လို့မျှော်လင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။ Sky Villa ကွန်ဂျူဟာ၄လုံးတွဲဖြစ်ပြီးအပိုင်း1 2 3ဟုခေါ်ဆိုကအခုပြိုကျနေဝင်သွားတာဟာအပိုင်း1 3ဖြစ်တယ်လို့လည်းသိရပါတယ်။ အပိုင်းတစ်ကတော့ငါးတန်းခန့်သာအောက်ကိုပြိုကျသွားခဲ့ပြီး၆ထက်ကတော့အပေါ်မှာကျန်ရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါရက်ကွက်အင်စင်အချက်လက်များအရာ Sky Villa Condo မှာနေထိုင်သူ200ကျော်ရှိတယ်လို့လည်းသိရပါတယ်။